အနောက်ဘက်ကနေမြေတွေကိုအစ္စရေးရဲ့ကျူးကျော်သိမ်းပိုက်ရေးအစီအစဉ်မှန်သမျှဟာစီးကျော်တာဖြစ်ပြီးဥရောပရဲ့တုံ့ပြန်မှုကိုဖြစ်ပေါ်စေမယ်လို့ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကအင်္ဂါနေ့မှာအတည်ပြုလိုက်ပါတယ်။ပြင်သစ်သမ္မတကပါလက်စတိုင်းသမ္မတမာမုဒ်အဘတ်ပါရီကိုလာရောက်တဲ့အချိန်အဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ သူတို့တွေ့ဆုံချိန်ဟာစစ်သွေးကြွအဖွဲ့ရဲ့2023ခုနှစ်အောက်တိုဘာလ9ရက်အစ္စရေးပေါ်တိုက်ခိုက်မှုကြောင့်ဖြစ်ပွားခဲ့တဲ့နှစ်နှစ်ကြာစစ်ပွဲနောက်ပိုင်းအစ္စရေးနဲ့ဟာမတ်စ်တို့အကြားတလကြာထိခိုက်လွယ်တဲ့အပြစ်ခတ်ရဲစဲရေးသဘောတူထားချိန်နဲ့တိုက်ဆိုင်နေပါတယ်။ အသက်89နှစ်အရွယ်အဘတ်ဟာအစ္စရေးသိမ်းပိုက်ထားတဲ့အနောက်ဘက်ကမ်းဒေသတချို့မှာအာနာအကန့်အသက်တက်ရောက်မှုရှိတဲ့ပါလက်စတိုင်းအာနာပိုင်အဖွဲ့ရဲ့ဝိုင်းရင်အကြီးအကဲဖြစ်ပြီးသဘောတူညီချက်အရဂါဇာကိုအုပ်ချုပ်နိုင်ဖို့အတွက်လည်းစဉ်းစားခံနေရသူဖြစ်ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလကပါလက်စတိုင်းနိုင်ငံကိုအတိအမှတ်ပြုခဲ့တဲ့သမ္မတမက်ခရွန်ကပါလက်စတိုင်းနေပြည်မှာအကြမ်းဖက်မှုတွေမြင့်တက်လာပြီးတဲ့နောက်အစ္စရေးရဲ့ဘလူတိမ့်ပိုက်ရေးအစီအစဉ်ကိုမဆိုးဆန့်ကျင်ကြောင်းတတိပေးခဲ့ပါတယ်။ မက်ခရွန်ကအဘတ်စ်နဲ့ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတရားဝင်ဖြစ်စေလက်တွေ့အားဖြင့်ဖြစ်စေရစိတ်တပိုင်းဖြစ်စေတစ်ခုလုံးကိုဖြစ်စေဘလို့တိမ့်ပိုက်မှုမျိုးကိုမဆိုးစီးကြော်သွားပြီလို့သတ်မှတ်ပြီးဥရောပမိတ်ဖက်တွေနဲ့အတူပြင်းပြင်းထန်ထန်တုံ့ပြန်သွားပါမယ်လို့ပြောကြားခဲ့ပါတယ်အစ္စရေးအခြေချနေထိုင်သူတွေရဲ့အကြမ်းဖက်မှုနဲ့အခြေချနေထိုင်မှုစီမံကိန်းတွေအရှင်း အခြေချနေထိုင်မှုစီမံကိန်းတွေအရှိန်မြင့်တင်တာဟာအဆင့်တစ်ကိုရောက်ရှိနေပြီးအနောက်ဘက်ကမ်းရဲ့တည်ငြိမ်မှုကိုချိန်းချောက်ကာနိုင်ငံတကာဥပဒေကိုချိုးဖောက်နေတယ်လို့ပြည်သစ်သမ္မတကပြောကြားခဲ့ပါတယ်။2023ခုနှစ်အောက်တိုဘာလမှာဂါဇာစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းအနောက်ဘက်ကမ်းမှာအကြမ်းဖက်မှုတွေမြင့်တက်လာခဲ့ပါတယ်။ ဂါဇာစစ်ပွဲစတင်ချိန်ကစလို့စစ်သွေးကြွတွေအပါအဝင်ပါလက်စတိုင်း1200ဦးထက်မနည်းဟာအစ္စရေးတပ်ဖွဲ့တွေနဲ့အခြေချနေထိုင်သူတွေရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတယ်လို့ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနကပြောကြားပါတယ်အဲဒီကာလအတွင်းစစ်သားတွေအပါအဝင်အစ္စရေးလ43ဦးဟာအနောက်ဘက်ကမ်းမှာရှိတဲ့ပါလက်စတိုင်းတွေရဲ့တိုက်ခိုက်မှုတွေကြောင့်တေဆုံခဲ့ရတယ်လို့အစ္စရေးရဲ့တရားဝင်ကိန်းဂဏန်တွေကဖော်ပြထားပါတယ်။ ။မျိုးစိမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ